ဒီကနေ့အောက်တိုဘာ2ရက်ကြာသပတေးနေ့အတွက်နောက်ဆုံးရမိုးလီဝသခံမှန်းချက်တွေနဲ့သတိပေးချက်တွေကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပြည်နယ်ကနောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့လီဗီးယားနဲ့ရေဝန်ဟာပုံမှန်အကောင်ပြီးမုန်တိုင်းငယ်အဖြစ်ကိုရောက်ရှိသွားပြီးဖြစ်ပါတယ်။အဲ့ဒီမုန်တိုင်းငယ်ဟာအိန္ဒိယနိုင်ငံအတွင်းကိုဖျက်ချော်ဝင်ရောက်နိုင်ပွဲရှိနေပါတယ်။ဒီကနေ့အတွက်မိုးရွာသွန်းမှုခံမှန်းချက်တွေအနေနဲ့ကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရခိုင်ပြည်၊စကိုင်းတိုင်းထပ်ပိုင်း၊မန္တလေးတိုင်းနေပြည်တော်ပဲခူးတိုင်း၊ ERI တိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ကချင်ပြည်ကရင်ပြည်မကွေးတိုင်းနဲ့မန္တလေးတိုင်းတို့မှာတော့နေရာစိတ်စိတ်မိုးရွာတော်နိုင်ပါတယ်ဒေသလိုက်အထူးသတိပေးချက်တွေအနေနဲ့ဖားကန့်ကာမိုင်းအင်ဂျင်ဒေသတွေမှာမိုးများပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်လင်ခေပင်လုံပိုင်းလင်းနတ်ဆန်မူဆေကံကောထီလင်းကျောချောင်းသာဝေဆောင်ပသိမ်ပန်းတနော်ညောင်တုံးမိုးပင်နဲ့ရန်ကုန်မြို့တွေမှာမိုးအသင်းသင်းကနေနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ပင်လယ်ပင်လယ်အော်တွင်မုန်တိုင်းရဲ့အရှင်ကြောင့်ဒီကနေ့ကနေအောက်တိုဘာလ၄ရက်နေ့ထိမွန်ပြည်ကရင်ပြည် ရရီတိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာမိုးများပြီးရန်ကုန်ပဲခူးနဲ့ပသိမ်မြို့တွေရဲ့လူနေရပ်ကွက်တွေအတွင်းမှာပင်ကြီးအရှက်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။မြေကြီးမှုသတိပေးချက်အနေနဲ့လာမယ့်နှစ်အတွင်း ARI မြေအောက်ပိုင်းနဲ့စစ်တောင်းမြို့တို့မှာမြေမြင့်တက်နိုင်ပြီးပင်ကြီးအရှက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်မြေကန်းဒီနေနေပိုင်းနေထိုင်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့ကြံပြုလိုပါတယ်။စစ်တောင်းမြေရာတောင်ကုန်းမြို့ရဲ့စိုးရိမ်ရေမှတ်ထကျော်လွန်နေပြီးနောက်ထပ်မြေဆက်လက်မြင့်တက်လာဖို့ရှိနေပါတယ်။ ဒါကြောင့်မြကမ်းမာနီနေထိုင်ကြသူတွေအနေနဲ့ရေးကြီးပစ္စည်းတွေကြွတင်ရွှေပြောင်းကြဖို့တိုက်တွန်းလိုပါတယ်။မုံပြီကရင်ပြည်၊ရှမ်းပြည်၊ချင်းပြည်၊ရခိုင်ပြည်၊တနင်္လာရီတိုင်း၊မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာမိုးဒိတ်တောင်တွေဖြစ်ထွန်းအားကောင်းနေပါတယ်။မိုးဒိတ်တောင်တွေရွာရွာတစ်လျှောက်မှာမိုးသီးထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခိုက်တာနဲ့မိုးကြိုးပြတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်တတ်တာမှုဒီလိုပြကြဖို့လိုအပ်ပါတယ်။ပင်လယ်ပြင်မိုးလေဝသအနေနဲ့မြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလေတိုင်းနှုံး တနါယီ35မိုင်အထိတိုက်ခိုက်နိုင်ပြီးလိုင်းမြင့်ဟာဆေဘီကနေဆွန့်နေပေကန်တီရှိနိုင်ပါတယ်။ဟိုဒမာကွေမုံတနင်္လာရီကန်ယုံနဲ့တခြားနဲ့ကန်လုံပင်နယ်ပင်မှာဒီတိုင်းနှုန်းတနါယီ25မိုင်ကနေမိုင်30အထိရှိနိုင်ပြီးလိုင်းမြင့်ဟာချစ်ဘီကနေဆေဘီကန်တီရှိနိုင်ပါတယ်။ဒါကြောင့်ပင်နယ်ပြင်ခီးသွွားတွေနဲ့ကန်ဒီကန်ဝေးရေလုံသားတွေအနေနဲ့သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါတယ်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့် CJ platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုလည်းဆက်လက်ဆောင်ကြည့်ပေးကြဖို့မြစ်တာရက်ခံပါတယ်။ CJ platform ရဲ့မူလဝဒခမန်းချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးကဘာဘီစစ်ပီးတွေကလည်းအများဆုံးကင်းဝေးပါစေလို့ဆုတောင်းလိုက်ပါတယ်။